မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာညမြန်မာပြည်ပါဒီတစ်ပတ်29ရက်5လ2025ကြာသပတိနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်29ရက်5လ2025ကြာသပတိနေ့ရဲ့တနေ့တာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ် ရှင်ညာမိမိသားစုအကျိုးစုပါရယ်ဗျာကျွန်တော်တို့ဒီတစ်ပတ်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ်ဝင်ကိုရာကိုမိသားစုကိုလုပ်ငန်းပေါ်မှာလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာအလို့မပြည့်မှုတွေအကြီးတက်ပါတယ်အလို့မကြောက်ဘူးကိုကဖြစ်ကျင်တာတခုဖြစ်နေတာတခုပြောကျင်တာတခုပြောနေတာတခုပြီးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့စိတ်ထဲမှာအာရုံနောက်ဖွေရာကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကြောက်ရတဲ့လန့်ရတဲ့အာရုံနီးနောက်တဲ့ပိတ်နေတာတွေပွင့်စေခြင်းတဲ့ပုံကူအားလုံးတို့ဒီရာဟုတောင်းအနောက်မြောက်တောင်းလှဲ့အဲဒီခမရ နွားနိုလေးတစ်ခွက်လောက်တစ်စုံလောက်တောက်ပြီးမှဆူတော်နွားနိုလေးကိုဖြောဆူတောင်းပြီးမှတစ်စုံတစ်ယောက်သူကုသိုလ်လုပ်ဒါမှမဟုတ်နွားနိုလေးကိုဖြောတစ်စုံလောက်တောက်ပြီးမှပြီးမှဆူကောင်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆူနေရအိုးရုံလောက်ကနေပတ်သက်တဲ့ပြဿနာများကင်းဝေးပါမယ်ဖြစ်ပါတယ်ပြဿနာတွေကင်းဝေးခြင်းနဲ့ပုံကူအလုံးလို့ဒီရာဟုတောင်းအနောက်မြောက်တောင်းကိုလှည့်နွားနိုလေးကိုတစ်စုံလောက်တောက်ပြီးမှဆူတောင်းဒါမှမဟုတ်နွားနိုလေးကိုဖြောတစုံတယောက်တော့သူကိုဟလာဆူတောင်းပြီးမှကုသိုလ်ပြုလိုက်ချမ်းပါဗျာ တင်းတို့မှာပိတ်ဆိုနေတဲ့အိုးကြောက်ရတဲ့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေမှာဖြစ်ပါတယ်အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပိတ်နေတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီရာဟုတောင်းနောက်မြောက်တောင်းလဲလက်ဖိတ်လေးဖြောပြီးမှခမစူတောင်းပြီးမှတုံးတယောက်တော့သူ့ကိုကုသပြုဓမ္မမုံရာဟုတောင်းနောက်မြောက်တောင်းလှဲ့လက်ဖိတ်အတင်းလက်ဖိတ်လေးရဲ့ကျွန်တော်လောက်ကိုင်းမကောင်းဘူးပိတ်နေတာတွေပွင့်အောင်ကုညီဆောင်ကြောက်ပါဆိုတော့ပွင့်သေးခြင်းတော့လက်ဖိတ်လေးကိုရာဟုတောင်းနောက်မြောက်တောင်းလှဲ့တုံးတော့တောက်ပြီးမှစူတောင်း ဒါမှမဟုတ်လို့ရှိရင်တစုံတယောက်တော့သူ့ကိုဆူတောင်းမိမှတိုက်ခင်ဗျာအန်တရယ်ကြောက်လို့ရှိရင်တော့နွားတို့ပိတ်နေတာပွင့်နေတော့အိုးရင်လောက်ကနေပတ်သက်တဲ့ပွင့်နေတာပွင့်နေတော့ဒီပိတ်လေးကိုကုသိုလ်ပြုလုပ်မယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာဒါကြောင့်ခင်ဗျာငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်တဲ့ပုံကိုအားလုံးတို့ဒီဒီချိန်မှာဝတ်တာပဲယာယီထင့်ကိုလွဲချော်နေတာပြီးငွေကြီးနဲ့ပတ်သက်လို့အစဉ်ပြေလားဆိုပြီးပါတယ်တကယ်ပြည်လာကြဆိုတော့မပြေဘူးမပြေဘူးလားဆိုပြီးပါလေဆိုအီလေလေဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ် ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်တဲ့ပုံကိုအားလုံးတို့ဒီဒါခွဲမြတနင်္လာအရှိရာကိုလှည့်လက်ဖိတ်လေးတောက်ပြီးမှဆူတော့ခုနရောက်တော့မှလက်ဖိတ်လေးတောက်ရင်အဝေးလောကနဲ့ပတ်သက်လို့ပွင့်နေတနင်္လာအရှိရာကိုလှည့်တစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ် အတင်လက်ဖက်ကြီးလေးရဲ့ကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးစီမပြူကျွန်တော်လူချင်းသားဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လူချင်းတဲ့ပတ်သက်ဘလောက်စုစုပေါင်းပတ်သက်အငေါဘလောက်ပါဗျာအဲ့ဒီဝင်တဲ့နဲ့ခွန်းလန်းနေပေါ်အတင်ကြီးလေးကကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းတင်းနေလားအရှိရကိုလှည့်ပြီးမှလက်ဖက်ကြီးလေးတစ်စုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်ဆူတောင်းပြီးတဲ့အချိန်ရဲ့ရရဖြင့်ပြောလို့ရှိလို့ရှိရင်၃ရက်နာရဖြင့်ပြောရင်၄နိုင်လောက်တည်းမှာတက်မှာပိတ်ဆို့နေတဲ့ငွေကြီးများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာ ဒီချိန်မှာစိတ်နဲ့လူတွေမှာစိတ်ကမြန်နေကိုလုံးကျနာသွလုံးတယ်သွလုံးတဲ့အတွက်ခမရအိုးဝင်လုတ်ခိုင်းတဲ့ပတ်သက်တဲ့ပူညာပူညာဖြစ်တယ်အဲဒါမှမဟုတ်လို့ရှိရင်သတ်မှတ်ထားတဲ့မိမိရတဲ့ရတဲ့တဲ့ငွေကြေးများယာယီဆုံးချုံးမှုကိုကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်တခုခုလွဲချော်နေတဲ့စိတ်ထဲမှာပီတိမဖြစ်ဘူးသွလုံးရင်ဇွန်မာတတ်တဲ့ကာလမျိုးတွေဖြစ်တယ်တခုခုနဲ့ပတ်သက်လို့အဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်အဆင်မပြေရတဲ့ပုံကအလုံးတို့ဒီဟာဘုရူတောင်ရကိုလှည့်ခုနလက်ဖိတ်လေးကိုတစုံလောက်တောက်ပြီးမှဆူတော့အတင်းလက်ဖိတ်လေးရဲ့ အာကျွန်တော်လေးစိတ်ညစ်တယ်ကျွန်တော်စိတ်ညစ်တာပတ်စံတဲ့သူမျိုးပေးရမှာပေးရမရှိဘူးအာကျွန်တော်စိတ်ညစ်တာရရတဲ့ရှိတာတွေမရဘူးအာကျွန်တော်လူစိတ်ညစ်တာကျွန်တော်လူကျင်တာလေးဝေကျင်တာလေးပတ်စံမရှိဘူးအာကျွန်တော်မပိတ်နေတယ်ဗျာကျွန်တော်မြေလေးရောင်းနေတယ်ဆိုင်ကလေးရောင်းနေတယ်ဆက်တီရောင်းနေတယ်ကားတွေရောင်းနေတယ်အာကျွန်တော်မြေတွေဝင်နေတယ်အာလည်းအိမ်တွေဆောက်နေတယ်အလုပ်ကံတွေမှာတင့်မှာဖြစ်ပေါ်နေတဲ့စိတ်ထဲမှာတခုခုလုံမကြမှုတွေကိုဘုဒ္ဓတောင်ရကိုလှည့်ပြီးမှအဲလပိတ်လေးကိုင်းပြီးတော့သုံးလောက်တောက်ပြီးမှစူတောင်းချင်းအပြင်စူတောင်းပြီးတဲ့အချိန်ရဲ့၃နာရီ ရားဖြစ်ပြီးနေ့လောက်တွင်ခမရသိမ်းမှာပိတ်ဆို့နေတဲ့သိချမ်းတော်မူများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာကိုနေနင်းနေဆက်တဲ့တလူယောက်ျားယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဝတ္တတာဖြစ်တတ်တယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့မှာအီလေးလေးဖြစ်တတ်တယ်ကိုကြီးကိုကြီးကိုရာကိုမိသားစုမှာမပြောဘူးအလုံငန်းထဲမှာမပြောဘူးအပြင်မှာဝတ္တတာတွေနေနေတာဖြစ်ပါတယ်ဗျာစကဲတန်နေကြပြီးရေသေးတာတောက်စားမှုရထားသောအလုံးအကင်နေနဲ့ပတ်သက်တာစိတ်ဝင်စားမှုမရှိသောအဖွဲ့အစည်းများနဲ့တွဲနေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် ဤလေလေ ဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာကြောင့်လူရောကြွားတွေတက်ပြင်းနေတောက်ကြမြောက်ရကိုလက်ပတ်သန်လေးဂိုင်းပြီးမှဆိုတော့အသိပတ်သန်လေးရဲ့အိမ်မကြီးတဲ့လူရောကြွားအလုံးမလုံးဘူးအလုံးလုံးမှဖြစ်မယ်အိမ်ပြားလာရင်ပူညာပူညာဖြစ်တယ်ပူညာညင်းမှညင်းညင်းနေအိမ်မှာပတ်သန်မှာဘူးပတ်သန်နေတာတောင်းနေတယ်ဒါကြောင့်ပတ်သန်နေမတောင်းဖွင့်နေပတ်သန်နေအောင်အသိပတ်သန်လေးရကူညီဆောင်ကြပါလူရောကြွားတွေတက်ပြင်းနေတဲ့အဝင်လုံခြုံရေးနဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေလူရောကြွားတွေနဲ့ပေါင်းသိနေတဲ့မှားတော့အပေါင်းသိနေနေဝေးအောင် ကောင်းသောပေါင်းစင်တွေတွေ့ဆုံပြီးလုပ်ငန်းကဏ္ဍတွေအဆင်ပြေပြီးငွေကြေးများထူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ရအောင်အတင်းပတ်သန်လေးကအကူကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလှပတ်သန်လေးတိုင်းပြီးဆူတောင်းခြင်းအပြင်သင်တို့မှာပိတ်ဆို့နေတော့ကံများလူယောက်ျားနဲ့ပတ်သက်တဲ့ကံများအများဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိသေးကိုနဲ့နီးနေဆက်တဲ့မင်းဒီချင်းကခင်ဗျအမင်းနေတဲ့ပတ်သက်တယ်မှာကိုကိုကြီးကိုရကိုရမှာမနေရဘူးကိုယုံကိုကိစ္စတွေမှာမနေရဘူးတခြားရက်တွေမှာပြောင်းရွှေ့နေရတတ်တယ် ပြောင်းရွှေ့အေးရတတ်တဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်ပြီးကိုရင်ကိုရကိုမိသားစုမှာတော့အဆင်မပြေတတ်တဲ့ကာလမျိုးကိုရင်ကိုရမှာကိုလုံနေတဲ့လုပ်ငန်းမှာကိုထိုင်တဲ့ရုံမှာအဲကိုထိုင်နေရနေရာတွေမှာအဆင်မပြေတတ်ပဲနဲ့ယာယီပြောင်းရွှေ့နေတိုင်းမှသာအဆင်ပြေတတ်တဲ့တတ်ဒီကာလမျိုးတွေဖြစ်ပါတယ်။မင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာကိုရကိုဒေတာမို့တော့တခြားယာဒေတာနေရာပြောင်းရွှေ့လုပ်ကင်နေရတဲ့ကာလမျိုးဖြစ်ပါတယ်။ဒီချိန်မှာအာတင်းငွေတင်းငွေနေရနေပြီးတော့တော့တောက်ကြပဲကိုကူးတဲ့ကာလမျိုးဖြစ်ပါတယ်။ အဲ့ဒီအခမနက်ကတိယအပြောင်းလဲဖြစ်တဲ့အတွက်မင်းနဲ့ပတ်သက်မှာဓာတ်ပြက်ပြီးတော့ကိုယ့်ရကုဒေတာမဟုတ်တော့တခြားရာဒေတာကိုယ့်ရကုဒေတာမှာငွေကြေးတင်ပြတ်တယ်မှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစင်မပြေမှုအမိတ်မနာခံမှုပြဿနာတွေပေါ်ပေါက်နေရဖြစ်တဲ့မင်းနေရဓာတ်ပြက်နေတာဖြစ်ပါလေဗျာဒါကြောင့်မင်းနဲ့ပတ်သက်တဲ့လူတွေဓာတ်ပြက်နေတဲ့လူများကစွန်းညွန့်ငါးညွန့်နော်ကစွန်းညွန့်ငါးညွန့်အဲ့ကစွန်းညွန့်လေးငါးညွန့်ကိုကိုင်းပြီးမှအင်္ကာတော့အရှိတောင်တော့ကိုင်းပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ် ငွေကြီးနဲ့ပတ်သက်တဲ့ကံလူမကံကောင်းခြင်းနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းပြီးကံနေကောင်းသွားပြီးတော့ခမအစဉ်ပြေမှာဖြစ်ပါတယ်ဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စအားလုံးကိုလောက်ကင်လို့တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီအင်္ကာတောင်းအရှိတောင်းတောင်းလှဲ့ကုသညိုလေးငါညိုကိုကိုင်းပြီးတော့စူတောင်းခြင်းအဖြစ်ဖေးရမှာကုသညိုလေးငါညိုကိုလူတန်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်တကယ်လို့များအစဉ်ပြေမဲ့ဆိုရင်တော့ကုသညိုငါညိုဟင်းဂျိုလေး အဲကျိုးပြီးမှတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်တခုခုအပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ရာဒူးဒူးနဲ့ပတ်သက်တဲ့နော်မြေယာဝင်လို့အယောင်းဝင်တဲ့ပတ်သက်လို့နော်ပြင်ချိုင်းနဲ့ပတ်သက်လို့အခက်အခဲဖြစ်တဲ့ပုံကူအလုံးကြီးဒီအချိန်မှာကစွန်းညွန့်ဟင်းညူလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ပိတ်နေသောကံများအခက်အခဲနေတော့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အားလားလေး နောက်ကိုနေနီးနေတက်တဲ့ခီးစကားနဲ့ပတ်သက်တယ်မှာကိုသွားခြင်းနဲ့ခီးတခုပြောခြင်းနဲ့စကားတခုသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရပါဘူးဗျာအဲ့တို့သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရတဲ့ပုံကိုအားလုံးတို့ဒီယနေ့နော်အင်္ဂါတော့အရှိတောင်တော့လှဲ့နော်တန်လေးအိမ်မှာရှိတဲ့တန်ကြိုးတို့တန်ကြုံတို့တန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးကိုကိုင်းပြီးမှဆုတောင်းအတင်တန်လေးအကျွန်တော်ခီးသွားခြင်းနဲ့ဗျာခီးသွားမှအန်ဒီဂင်းပေးခြင်းမျိုးကျွန်တော်သွားတော့ခီးများအချင်းပြေးခြင်းနဲ့ ပြောသောစကားများအောင်မြင်ကြကြနေကျွန်တော်မှခီးစကားတွေနဲ့ပတ်သက်တဲ့ပိတ်ဆုံနေတယ်ပိတ်ဆုံနေတော့ခီးစကားများအများဆုံးပွင့်လန်းအောင်အကူအညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်းအရှိတောင်းတောင်းလှဲ့နော်အတန်လေးကိုဂိုင်းပြီးတော့ဆူတောင်းကြရမြင်အတင်းတို့မှာပိတ်ဆုံနေတဲ့ကံများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ရှိတယ်ဒီချိန်မှာပြည်နယ်တွေအားကောင်းတဲ့ပြည်ပတွေအားမကောင်းမှုလူမျိုးကြတွေအားကောင်းပြီးတော့တိုင်းသားတွေအားကောင်းပြီးတော့ဗမာတွေအားမကောင်းတဲ့ကာလမျိုး ကိုယ်နိုင်ငံအာမကောင်းမလဲသူများနိုင်ငံအာကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဘယ်သူဖြစ်ဖြစ်နိုင်ငံအတွင်းမှာရောတိုင်းအတွင်းမှာရောအချင်းနေမပြေတတ်ပြီးတော့အဖျားတွေအာကောင်းပြီးတော့အတွင်းနေကြက်တဲ့ကာလမျိုးတွေဖြစ်ပါတယ် ဒါကြောင့်ရိုးရည်ပေါ်မှာဖြစ်တယ်မြင်ရမမြင်ရတဲ့လည်းရိုးရိုးရိုးမိုးရွာတွေရေကြီးတယ်မြေပြိုတွေအအိုးပြဿနာပေါင်းတော့မီးတောင်ပေါက်တယ်အားတကဘာလုံးမှာအုံတိုင်းတိုင်းနဲ့ရိုးရည်ပေါ်မှာဒုရာကျော်မှာဖြစ်ပါတယ်ဗျာနေရာတိုင်းနေရာတိုင်းမှာပြဿနာကြီးကြီးကျယ်ကျယ်ပြဿနာများပေါ်ပေါက်နေပြီးတော့အန်ဒရီဂျုံတွေ့နေရတာဖြစ်ပါတယ်မြေတွေလှုပ်ရှားတယ်ရေတွေလှုပ်ရှားတယ်လေတွေလှုပ်ရှားတယ်မိုးတွေလှုပ်ရှားတယ် မြင်ရမြင်ရတည်းဟာအကုန်လုံးအမြရိုးဝါးတွေပြက်နေလို့ဟိုဓမိုးကလည်းမိုးသဘာဝအတိုင်းမြင်ရလည်းမြင်သဘာဝအတိုင်းမဟုတ်ဘဲနဲ့သဘာဝတွေဆန့်ကျင်ပြီးတော့ရုပ်ကြီးရုပ်ကြီးပြောင်းလဲမှုတွေကြုံတွေ့နေလို့အန္တရာယ်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ဒါကြောင့်ရိုးဝါးဖုံးမတို့ရာကြောပါမယ်ဗျာရိုးဝါးလေးတွေနဲ့ပတ်သက်တဲ့ကိစ္စမှာခင်ဗျလက်ဖေးအဝါပေါ်ကော်ဖီလေးကိုအော်နွားနိုလေးကိုဖြောဖြောပြီးမှဆူတောင်းပြီးမှ ဖြစ်နိုင်တော့အနောက်ရက်ကိုလှည့်ပြီးမှဆူတောင်းဆူတောင်းမြေကတစုံတစ်ယောက်သောသူကိုကုသပြုမယ်ဆိုလို့ရှိရင်ရိုးရဖော်လို့ဒိုးရကျော်ပြီးအမှုခင်းပြဿနာများဝေးကွာမှာဖြစ်ပါတယ်ဗျာအဲရိုးရရင်းနဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်သာသနာပြုခြင်းနဲ့ပုံကူအားလုံးတို့ဒီလက်ဖက်ရည်လေးကိုဖျောကြာတာပရိအနောက်ရက်ကိုလှည့်ပြီးမှတစုံတယောက်သောသူကိုကုသပြုမယ်ဆိုရင်ထီထီပေါက်တတ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်တတ်တယ်အန္တရာယ်ကင်းပေးရှိမိပိတ်နေသောကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကြောက်တဲ့လူတွေကတော့နွားနို့တွေ ကြာလာပရိအနောက်ရောက်ကိုလှည့်ပြီးမှတောက်ပိတ်နေတယ်ငွေကြီးနဲ့ပတ်သက်တဲ့အဆုလိုက်ပြုံးလိုက်လုံခဲခဲလိုက်ဝင်ကျင်တော့လက်ပိတ်လေးကိုဖျောကြာလာပရိအနောက်ရောက်ကိုလှည့်ပြီးတောက်မယ်ဆိုရင်သင်တို့မှာပိတ်ဆွနေတဲ့ကံမြအများဆုံးပွဲလမ်းမှာဖြစ်ပါလေဗျာဒါကြောင့်29ရက်5လ2025ကြာလာပရိနေ့တနေ့တာကညမမများကိုတင်းပြနေတာဖြစ်ပါတယ်အကံကောင်းသေးတဲ့အထူးကနန်းလေးတွေရှိတယ်အာဒီပေါက်ချင်းနေဆိုရင်အနောက်ရောက်ကိုလှည့်ခမရေလေးတောက်ပြီးမှဆူတော့ အဲ့ဒီလေးရေကျွန်တော်ထီကန်လေးတွေစမယ်ကျွန်တော်ထီကန်စမယ်ထီကန်လေးတွေနဲ့ပတ်သက်တာအမြန်လုံးပွင့်လန်းနေနေဗျာအာထီကန်လေးတွေဆိုရင်ကျွန်တော်နှစ်တို့သုံးတို့၆တို့ပါတဲ့ကဏ္ဍလေးတွေကျွန်တော်ကန်ဆန်းနေနေနှစ်သုံးတို့နှစ်နှစ်သုံးတို့အာနှစ်၆တို့၆သုံးဆိုတဲ့ကဏ္ဍလေးတွေကန်ဆန်းနေနေကျွန်တော်စမယ်ကန်လေးတွေအမြန်လုံးပွင့်လန်းအောင်အတင်းကြီးလေးကအကူကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းလေးလေးစားစားကြာတာပရိအနောက်ရကူလက်ပြီးမှကြီးလေးတောက်ပြီးမှထီကန်လေးတွေစမယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့ကံမြအမြန်လုံးပွင့်လန်းပြီဖြစ်ပါတယ်ဗျာဒါကြောင့်29ရက်5လ 2025အကြာသပတိနေ့ရဲ့တင်းနေတာကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ